ားလုံးပဲမင်္ဂလာပါရှင်လူကြိုက်အရင်များပြီးတော့အရင်မှွေပြီးအရင်စားလို့ကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်တယ်ပြီးတော့ပေါင်ပစ္စည်းကလည်းရမ်းမများတဲ့မဖို့တခုလေးကိုချက်စားမှဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးကိုမျှဝေပေးလိုက်ပါတယ်ရှင်ထမအောင်စုံအနေနဲ့ Chinese Mapo Tofu Sauce ကိုပြင်ထားပါတယ်။ဒီ sauce ကဘာမှထပ်ပြီးတော့ထည့်စရာမလိုဘူး။ကြိတ်ထားတဲ့အသားနဲ့ပြီးတော့ tofu ထည့်လိုက်လို့ရှိရင်ရတယ်ပေါ့နော်။ဒါပေမဲ့မြို့က fresh ဖြစ်တဲ့ရတာကိုလိုချင်တာဖြစ်တဲ့အတွက်ခဲငင်းကြီးကြိတ်ပြီးသားပြင်ထားပါမယ်။ပြီးတော့နန်းနန်းပင်အမြစ်ပါ။နန်းနန်းပင်အမြစ်က င်းချက်ရင်မပါမဖြစ်ပေါ့နော်အရန်လဲမှုရဲ့အတွက်ပြင်ထားတယ်နောက်ထပ်ကြက်တော်မိတ်ပြင်ထားတယ်ရှင်းနဲ့နာကတော့မျိုးကြိုက်လို့ပြင်ထားပါပေါ့နော်နောက်ဆုံးငူတီးပေါ့နော်ငူတီးအဆက်တီးတောင်လေးတွေကိုစိတ်ထားပါတယ်ပြီးတော့နောက်ထပ်ကြိတ်ပြီးရဲ့အသားပေါ့နော်စီတီမတ်ကနေဝယ်လို့လည်းရတယ်အိမ်မှာကိုယ့်ဘောကိုချိတ်လို့လည်းရတယ်ပေါ့နော်ဝတ်သားကြက်သားကြက်ရသုံးလို့ရပါတယ်နောက်တစ်ခုကတော့တိုဖူပေါ့နော်တိုဖူကိုကြတော့မျိုးကဒီတစိ့ကိုသုံးထားပါတယ်ဒီတစိ့ကနှမျိုးထွက်တယ် soft နဲ့ firm နဲ့ပေါ့နော်မျိုးကဘဲဟာကပိုကောင်းလဲဆိုတာမသိဘူးပေါ့နော် soft ကတော့ ဒီလိုမပုတ်တူဖူးတွေမှာလည်းမျိုးအီအီတုံတုံလေးဖြစ်လိမ့်မယ်ထင်တယ်။ဒါပေမဲ့မျိုးကနှစ်ဘူးလုံးစမ်းဝင်လာတယ်ပေါ့နော်စမ်းဝင်လာတယ်ဆိုတော့ပထမဆုံးဒီ soft ဘူးလေးကိုအရင်ဖောက်ကြည့်မယ်။သူကဘေးနားမှာပါတဲ့ဒီအချုံလေးနှစ်ဖက်ကိုညှက်လိုက်အောင်ပဲပြီးတော့ခလေးကနေပြီးတော့ဖြတ်လိုက်လို့ရှင်တူဖူးတုံလေးထွက်လာတယ်ပေါ့နော်။အဲဒါလေးကိုပြီးအောင်ပဲပေါ့နော်။နောက်တစ်ခုကလေမြို့မှာလာဆော့ဆော့ပြင်ထားတယ်လိုအပ်လို့ရှိရင်ထည့်မယ်လိုအပ်မလိုအပ်လို့ရှိရင်လည်းမြို့မထည့်တော့ဘူး ဒီတုတ်ဖူဘိုးอ่ะဗောနော်အပြင်းကြီးတော့ဒါတေးတေးလေးလို့ထင်တယ်ဗောနော်အဲဒါကြောင့်မလို့မျိုးနှစ်ဘူးဝယ်ခဲ့တာဒါပေမဲ့တကယ်တမ်းစိတ်ကြီးလိုက်တဲ့အခါမှာအရမ်းများတယ်ဗောနော်ဟင်းတပွဲစာအတွက်လုံလုံလောက်လောက်ရတယ်အဲဒါကြောင့်မလို့မျိုးอ่ะကျန်တဲ့ fam ဆိုတဲ့ဘိုးလေးကိုကျွန်တော်မျိုးတင်ထားလိုက်မယ်နောက်ထပ်ဟင်းပွဲလှုပ်ရှားဖြစ်တဲ့အခါကျမှထပ်ပြီးတော့မျှဝေပြပါမယ်ရှင်ဒါတပူးလေးနဲ့ရင်ကိုပကံများတစ်ခုလုံးစားရရပေါ့နော်ဟင်းတပွဲစာလုံလောက်တယ်အဲဒါကြောင့်မလို့မျိုးတော့တပူးပဲသုံးခဲ့ပါဗျာ နောက်ပြီးမြို့ကအိုရဲကိုစီထည့်မယ်စီကိုမြို့ကနည်းနည်းပဲသုံးတယ်ပြီးတော့နေကြစီသုံးတယ်ဝိတ်မတအောင်လို့ပေါ့နော်နောက်ပြီးတော့မြို့ခနာပြတဲ့ဒီမပူတူဖူဆော့စ်ကိုလောင်းထည့်လိုက်တယ်ပြီးတော့ကြိတ်ထားတဲ့အသားလေးကိုထည့်တယ်ထည့်ပြီးတော့မွေပြီးတဲ့အသားလေးကြအောင်ပေါ့နော်အသားလေးနည်းနည်းချက်မချက်တစ်ချက်အချိန်ဒီမှာမြို့ခယူးစီထည့်တယ်ပြီးတော့မာလာဆော့စ်တွေထည့်တယ်ခရမ်းချင်တီထည့်တယ်ပြီးတော့နန်းနန်းပေးအမြင့်ထည့်တယ်ပြီးတော့ကျွတ်တော်မိတ် ပြီးတော့ရှင်းနန်းနန်းထည့်တယ် ြင်ဆင်ထားတဲ့ဟာတွေကုန်ထဲနောက်ထပ်မျိုးထည့်လိုက်တာလေးကပပရီကာပေါ့နော်ငရုပွားအမော့မျိုးပွားအနီကိုချိန်ထားတဲ့အယောင်တွေမှုန့်ပေါ့နော်အယောင်တွေမှုန့်ပပရီကာအမော့ကိုထည့်တယ်နောက်ပြီးတော့ချက်သားမှုန့်လေးတစ်စွန်းထည့်တယ်ပြီးတော့နှာအောင်မှုပေးလိုက်တယ်အသားတွေကျက်လူတဲ့အချိန်ကြာမှမျိုးကပေါ့နော်နောက်ဆုံး